ဟိုတိုက်တိုက်ဆဆိုင်ဖန်နေတချို့ဟွာတွေကိုကြည့်လိုက်တော့လဲလို့ပေါ့ရခိုင်ဘက်ကဖန်နေအများစုကဖြစ်နေတာမို့လို့အဲ့လိုလေးဖြစ်သွားတာပေါ့ဒါပေမဲ့ဖန်စီကတော့ရခိုင်တခုတွေမဟုတ်ပါဘူးအများကြီးပါပဲဆိုတော့ဟိုတိုက်ခိုက်ဝေဖန်ကတော့ရှိမှာပဲလေတော့ပြန်ဝေးပြန်နေရဆိုတော့လေအဲ့လိုတိုက်ခိုက်တယ်လို့လည်းမဟုတ်ဘူးပေါ့နော်အဓိကတော့ဗာလေးဆိုတော့ တချို့ပေကျန်ဖန်စီကနားမလည်တာလေးရှိရပေါ့နော်ဆိုတော့အဲ့ဒီအရာကိုလေကိုကပြောပြချင်တာရှိတယ်တွတ်တော်လေပြောပြလို့ရတဲ့အနေထားမျိုးလေးမဟုတ်ဘူးပေါ့နော်အဲအဲ့ဒီအတွက်ကြောင့်အထူးသဖြင့်ကိုယ့်ရဲ့ဒီကျွန်တော်တို့ဒီရခိုင်ဘက်ကပေကျန်ဖန်စီကလေကိုယ့်ရဲ့ပြည်သူ queen ဆိုလို့ရှိရင်ရမ်းဖြစ်စေချင်တာသူကရမ်းဖြစ်စေချင်တာဆိုတော့တစ်ဖက်မှာကလေးအနေနဲ့ရောဒီလုတ်ပင်းနေရတဲ့လူတွေအနေနဲ့ရောဘလိုမျိုးလူတွေအခက်ကလေးတွေရှိလဲဆိုတော့သူတို့အနေနဲ့ကြတော့အပြင်ဘက်ကဆိုတော့မသိနိုင်ဘူးမမြင်နိုင်ဘူးပေါ့နော်ပြီးတော့ ဲ့လိုဖြစ်တဲ့အခါမှာကျတော့သူတို့ကအရင်ကြီးလေ sensitive မဖြစ်ဖို့ပေါ့နော်။အော်တခခုဆိုလို့ရှင်လေသူတို့ပြောလိုက်တာကစကားတခွန်းကဘာမှမဟုတ်ဘူးဆိုတော့ညာလေအာတစ်ဖက်မှာလည်းလူပဲလေနော်စိတ်ခင်စားချက်ရှိရသွေးသားနဲ့ခန္ဓာကိုယ်နဲ့တိဆောက်ထားတဲ့လူတွေကြီးပဲဆိုတဲ့အခါကျတော့အဲ့လိုမျိုးလက်လွတ်စပယ်တခခုဆိုလို့ရှင်လေသူတိသူတက်ငါတက်ငါပဲတိရဆိုတော့မျိုးဖြစ်စေခြင်းဘယ်သူမှလေ exclusively from Golden Valley. ဟိုဆရာနဲ့ appointment ယူရတယ်နဲ့ခက်တယ်ပေါ့နော်။ဆိုတော့ဆရာဟိုဒီ training ပေးဖို့အတွက် appointment ယူရတာဘယ်လောက်ရှိပြီ။နှစ်ပတ်သုံးပတ်လောက်ရှိပြီ။ဆရာဒီနေ့မှ appointment ပေးလို့ကျွန်တော်တို့ဒီနေ့လာပြီးတော့ train ဖြစ်တာပေါ့နော်ဆရာတို့။ပြောပါတယ်။တစ်ချက်ကပြောတာပေါ့နော်။အဓိကဟိုကျွန်တော်တို့ training ပေးလို့ရှိရင်အရှိမဆရာတယောက်မှာဘူးတာရှိတယ်။ ဘာရဲ့ training လုပ်လို့ရှိရင်ပေါ့နော်အဓိကတော့ဆရာသမားစိတ်တိုင်းကြဖို့ကိုကလုပ်ပြမယ်ပေါ့နော်ဆိုတော့ဆရာစိတ်တိုင်းကြတယ်ဆိုတော့ပျော်တာပေါ့အသိနဲ့ပြူတာပေါ့နော်ဟုတ်ဟုတ်ဒီဒီပွဲပြီးတည်းကလေသူကမေဆတ်မြန်မာကျွန်တော်တို့ final ပွဲပြီးတော့နရက်ပဲနားတယ်နားပြရနဲ့ကျွန်တော်တို့ကဒီ project ကိစ္စတွေသူဆက်ပြီးတော့လုပ်ပြရတာရှိတယ်ပြီးတော့ဟိုဒီမေဆတ်ကကြတော့ကျွန်တော်တို့က eco dp စီများတယ်ပေါ့နော် eco dp activity ၅ခုလောက်ပေးရတာရှိတယ်ပြီးတော့နောက်ဒီ server lining တို့ပြီး national core show ရဲ့ video clip တွေအဲ့လိုတော့အစုံတောင်းတာပေါ့ဆိုတော့ video ၈ခုရိုက်ပေးရတာရှိတယ်ဒီကြားထဲမှာလည်းတမီးလေးစာမွေးလေးရှိတယ်စာမွေးလေးဖြည့်လိုက်ရသေးတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့အခုဒီ state presentation နဲ့ပတ်သက်ပြီးတော့လည်းသူ့ကို training နေပေးနေတယ်ပြီးတော့ဒီ question and answer training ဆရာကျော်စီရနဲ့ထိုင်ဝမ်မှာနေတဲ့ဆရာကျော်စီရနဲ့ train ပြီးနေတာရှိတယ်။ပြီးတော့ဒီ state presentation ကတော့ကျွန်တော်အဓိကကျွန်တော် trainer ပေါ့နော်အခြေခံပြီးလို့ရှိရင်နောက်ထပ် talent တွေလိုဒီ trainer ရှိရပြီးတော့မနက်ပိုင်းဆိုလို့ရှိရင်လည်း semester class တွေထပ်ပြီးတော့တွားဖို့ရှိရအရှိမလေးတခုပေးပြီးသွားပြီပေါ့နော်နောက်ထပ်လည်းရှိသေးတယ်ပြီးတော့ဂျာထဲမှာလေး photo shoot တွေနဲ့ပေါ့နော်ဆိုတော့ဒါဟုတ်လျှောက်ကတော့ schedule ကတော့ပြည့်ပဲသူမှနားရမရှိဘူး စိတ်မကောင်းဖြစ်တာပေါ့စိတ်မကောင်းဖြစ်ပြီနေမလားအဲဆိုပွဲရလဲရမ်းကတ်လာပြီလေသူလဲသူလဲရမ်းစိတ်ပူသွားတာပေါ့နော်ဟိုဟိုတနည်းအားဆိုလို့ရှိရင်သူလေးကြပြီးတော့မထနိုင်တော့မထနိုင်တော့တဲ့ခါကျတော့အခုလဲမကြည့်ထိုင်လို့ရှိရင်သူထလို့မရဘူးလှဲလို့ရှိရင်လည်းလို့တောင်းတန်းကိုအရင်လူမျိုးလေးဟိုမလေးကြခင်တော့လူမျိုးလို့ဇက်ကနေဇက်ကနေထလို့မရဘူးအဲ့လိုမျိုးဖြစ်နေမှာပေါ့နော်အဲ့တော့ပွဲရလဲရမ်းကတ်လာပြီဆိုတော့ worry ဖြစ်တာပေါ့အထူးသဖြင့်သူရဲ့ ပွဲမှာဆုရခြင်းမရခြင်းထက်လည်းအဓိကပြိုင်ပွဲကိုသူချမ်းမရင်ကောင်းကောင်းနဲ့အကောင်းဆုံးဖြစ်အောင်ပြိုင်နိုင်ဖို့အဓိကရေးကြီးရဆိုတော့သူချမ်းမရင်မကောင်းလို့ရှိရင်ကျွန်တော်ဘာမှလုပ်လို့မရဘူးလေကျွန်တော်တို့ဘလောက်ပဲနောက်ကနေစပိုးလို့လို့အဓိကကာယကံရှင်ကသူပဲပြိုင်ရမှာဆိုတော့လေအဲ့တော့စိတ်ပူစရာရှိရပူပါပါလေဟုတ်ကဲ့အဓိက placement ရဖို့ဆိုလို့ရှိရင် placement ကတော့လူတိုင်းလိုချင်တာပေါ့ higher placement ပေါ့နော် crown ကတော့လူတိုင်းလိုချင်တာပေါ့ဒါဒါပေမဲ့ဗာလဲဆိုတော့ သူ့ကို crown ရရမယ်လို့ပြောလိုက်လို့ရှင်ကျွန်တော်တို့စိတ်ထဲမှာဖြစ်သွားမှာဆို pressure ဖြစ်သွားမယ်အဲ့ pressure ဒီမရခဲ့ဘူးဆိုလို့ရှင်သူ trauma ရလာမှာပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှင်ကျွန်တော်တို့မှာအမြင့်ဆုံးဆိုတဲ့အရာကိုလေကျွန်တော်တို့မျှော်မှန်းထားတယ်ဒါပေမဲ့ကိုကိုရိုက်ကစိတ်ပျော်နေဖို့အရေးကြီးတာဒီကအလုပ်တစ်ခုလုပ်လို့ရှင်အဲ့အလုပ်မှာကိုပျော်နေဖို့အရေးကြီးတာလေဆိုတော့သူကိုနိုင်ကစိတ်မပါဘင်းနဲ့ဒီဟာကိုငါမရမကအတင်းအကျပ်အဲ့လိုမျိုးလုပ်နေရတယ်ဆိုလို့ရှင်ဒါကတော့သူတွေ့လည်းမကောင်းသလိုကျွန်တော်တို့တွေ့လည်းမကောင်းဘူးပေါ့နော်အဲ့တော့ ဟိုကျွန်တော်ရဲ့ပုံမှန်ကျွန်တော် sharing လုပ်ပေးဖြစ်တာကအဓိကတော့ပြိုင်ပွဲသွားတယ်ဆိုလို့ရှိရင်ပြိုင်ပွဲထဲမှာကိုယ့်ကိုပျော်အောင်လုပ်အင်းဆုံးကိုယ်ပျော်နေဖို့အရေးကြီးတယ်။နောက်မှကိုယ်ကိုယ်တိုင်ကအခြေခံတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ကိုယ်တိုင်ပျော်နေမှကျန်တဲ့အရာတွေကိုကိုယ်ကပျော်အောင်လုပ်ပေးနိုင်မှာ။ဒီကကိုယ်ပျော်နေကိုယ်ပျော်နေရကိုယ်စိတ်ချမ်းသာနေရသူများတွေမြင်ရဖို့လို့အဓိကအရေးကြီးတာ။ပြီးတော့နေ့ချက်ကကျန်းမာရေးကောင်းနေရမယ်။ကျန်းမာရေးကောင်းမှလည်းကျွန်တော်တို့ပျော်လို့ရမှာလေ။ကျန်းမာရေးမကောင်းလို့ရှိရင်အဲ့ဒါကို enjoy လုပ်လို့မရဘူး။အဲ့တော့ကျန်းမာရေးကောင်းဖို့အဓိကပြီးလို့ရှိရင်ပျော်ရမယ်။ ပြီးလို့ရှိရင်မြန်မာဆိုတဲ့စရှွိကိုအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ represent လုပ်ရမယ်အကောင်းဆုံးကြိုးစားမယ်လို့တိုက်ခိုက်တယ်လို့လည်းမဟုတ်ဘူးပေါ့နော်အဓိကတော့ဗာလေးဆိုတော့တချို့ပေဂျင်ဖန်စီကနားမလည်တာလေးရှိရပေါ့နော်ဆိုတော့အဲ့ဒီအရာကိုလေကိုကပြောပြချင်တာရှိတယ်တွတ်တော်လေပြောပြလို့ရတဲ့အနေထားမျိုးလည်းမဟုတ်ဘူးပေါ့နော်အော်အဲ့ဒီအတွက်ကြောင့်အထူးသဖြင့်ကိုယ့်ရဲ့ဒီကျွန်တော်တို့ဒီရခိုင်ဖက်ကပေဂျင်ဖန်စီကလေ ိုယ့်ရဲ့ beauty queen ဆိုလို့ရှိရင်ရမ်းဖြစ်စေချင်တာသူကရမ်းဖြစ်စေချင်တာဆိုတော့တစ်ဖက်မှာကလေးအနေနဲ့ရောဒီလုတ်ပေးနေရတဲ့လူတွေအနေနဲ့ရောဘယ်လိုမျိုးလူတွေအခက်ကလေးတွေရှိလဲဆိုတော့သူတို့အနေနဲ့ကြတော့အပြင်ဘက်ကဆိုတော့မသိနိုင်ဘူးမမြင်နိုင်ဘူးပေါ့နော်ပြီးတော့အဲ့လိုဖြစ်တဲ့အခါမှာကြတော့သူတို့ရောအရင်ကြီးလေ sensitive မဖြစ်ဖို့ပေါ့နော်အော်တခုခုဆိုလို့ရှင်လေသူတို့ပြောလိုက်တာကစကားတခွန်းကဘာမှမဟုတ်ဘူးဆိုတော့ညာလေအာတစ်ဖက်မှာလည်းလူပဲလေနော်စိတ်ခံစားချက်ရှိရယ်သွေးသားနဲ့ခန္ဓာကိုယ်နဲ့တိဆောက်ထားတဲ့လူတွေကြီးပဲ ဆိုတဲ့ခါကျတော့အဲ့လိုမျိုးလက်လွတ်စပယ်တခုခုဆိုလို့ရှိရင် तू တီ तू တက်ငါတက်ငါပဲတီးရဆိုတာမျိုးဖြစ်စီခြင်းမဘူးမလေးတော့တခုခုပြောမယ်ကိုကိုမစက်ကစကားတခုထွက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီစကလုံးမှာကိုပြောလိုက်တဲ့အရာကဘယ်လိုမျိုးဖြစ်သွားနိုင်လဲတစ်ဖက်ကဘယ်လိုမျိုးအိပ်ပတ်ဖြစ်သွားနိုင်လဲဆိုရင်းဟာလေးစဉ်းစားဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ကဟိုထမင်းစားရည်တွေလေဒါတော့ပို့ပြီးစဉ်းစားရမှာပေါ့ဟုတ်တယ်မလားကျွန်တော်အဲ့လိုကြောင့်ပဲအတိအကျတော့ဒီသမီးကို ထိခိုက်တဲ့စကလုံးတွေပါလာရေးအတွက်ကြောင့်ကိုကမခံနိုင်တာပေါ့ကိုပြောရင်တော့မဖြစ်ပါဘူးအဲအဲ့လိုကြီးလည်းမဟုတ်ဘူးဒါပေမဲ့ဟိုတိုက်တိုက်ဆဆိုင်ဖန်နေတရှုဟွာတွေကိုကြည့်လိုက်တော့လဲလို့ပေါ့ရခိုင်ဘက်ကဖန်နေအများစုကဖြစ်နေတာမဟုတ်လို့အဲ့လိုလေးဖြစ်သွားတာပေါ့ဒါပေမဲ့ဖန်စီကတော့ရခိုင်တခုတွေမဟုတ်ပါဘူးအများကြီးပါပဲအဲဆိုတော့ဟို တိုက်ခိုက်ဝေဖန်ကတော့ရှိမှာပဲလေတော့ပြန်ဝေးပြန်ရဆိုတော့လေအာကြိုးစားရင်စိတ်ရော့လာဆိုတော့ကျွန်တော်ကတော့လို personal attack တွေရောပြီးရင်လို့ပေါ့နော်ဟို blame ခံရတာတွေရောမျိုးစုံကြုံရတယ်လို့ဆိုတော့လေအရင်တော့ခေါင်းထဲမှာမထည့်ဘူး neglect လုပ်တာများတယ်ဒါပေမဲ့ဘာလဲဆိုတော့အခုကခံမျက်နှာကဘာလဲဆိုတော့ကိုသမီးတော်ကအခုအခုအခုဆိုကလေးဆိုအရင်ကြိုးစားတယ်လေသူဆိုလို့ရှိရင်အခုဟိုဒေါက်ဖနက်နဲ့ သူ့ကို6လက်မှတ်ကိုနိုင်စေခြင်းတို့ကျွန်တော်လည်းဇောလောဘရင်ကြီးတယ်ဆိုတော့နိုင်စေခြင်းတို့ပြည့်စက်ပေါ်မှာပြေးခိုင်းတာလေဘာလို့ရှိနှစ်ပတ်လောက်ရှိအဲ့မှာလေပြုတ်ကြတာခဏခဏပဲပြီးအိမ်မှာဒီတိုင်းရှောက်နေရင်လည်းလေဟို training မှာလေသူ့ကို training လုပ်ခိုင်းတဲ့သူလေးကြတာလေခဏခဏပဲဒါပေမဲ့အလှမင်းနဲ့ဒီ down နဲ့ကကြတော့ sleep ဖြစ်တာတော့ဒါမကင်းကော်ဘူးပေါ့နော်ဒါကတော့ဟို drama ခင်းတာလည်းမဟုတ်ပါဘူးပြီးတော့အခု talent တော့ကျင်းနဲ့ပြန်လာတဲ့ချိန်မှာလေဒါ sleep ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလောက်ထိလုံနေရဲ့သားနဲ့ ။တချို့ဆိုလို့ရှိရင်ဟာဘာမှတော့မလုပ်ရသေးဘူးလေ။ဟာကလပါဖြစ်မှာတို့လက်ခုပ်တီးရမှာဆိုလို့ရှိရင်ခံမြင်တာပေါ့ဒီမှာဘာမှတော့မလုပ်ရသေးဘူး။ဆိုတော့ပြီးရင်အခုဆိုလို့ရှိရင်ဟို organization ဘက်ကလည်းကျွန်တော်တို့ကိုမျက်နှာသာပေးတယ်လို့ခံစားရတယ်ပေါ့နော်။ကျွန်တော်ဒီဒီနေ့ဆိုလို့ရှိရင်ခုနမှကြည့်လိုက်တာကျွန်တော်ဒီအာကျွန်တော် introduction server line တွေမှာဆိုလို့ရှိရင်သူ top 10တွေပါလာတယ် hobby တွေမှာပါလာတယ်ပေါ့နော်ပါလာလေးရရှိတဲ့ခါကျတော့အဲ့လေးကြည့်ပြောကွာ PT ဖြစ်တာပေါ့အော်ငါတို့လုပ်လိုက်တာ ဒီလိုမျိုးလေးတွေ impact တွေဖြစ်လာပါလားကောင်းလာပါလားဆိုလို့ရှိရင်ဆိုတော့တချို့ဒီ international page တွေကလည်း hobby တွေထောက်ပြတဲ့မှာဒီမြန်မာဆိုပြီးပါလာတယ်ပေါ့နော်အခုချိန်မှာလေဆိုတဲ့အခါကျတော့ဒီဟာတွေကြတော့တို့မမြင်နဲ့ဘာလို့ကြည့်ပြီးတော့တခုဆိုလို့ရှိရင်လေဟိုဟွာဖြစ်မေလို့ဒီဟာဖြစ်မေလို့ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါရင်ကြီးမကြိုက်ဘူးမကြိုက်တာပေါ့ခံမြင်တာပေါ့နော်ဟိုအဲ့အကြောင်းပဲအဲ့အတွက်ကြောင့်ပဲအဲ့လိုလေးရည်ဖြစ်သွားတာပါတခြားတော့ဘာမှတော့ထင်ပြဆိုမရှိဘူး My childhood was filled with the beauty of history and nature, but also the reality of challenges, struggle with water scarcity. As an international relations student of Yangon University, and as Miss Earth Nyama, Uh... <laughs> ဒါတော့သူတို့စိတ်ပန်းဖြစ်ရပါတော့ဟိုတခါတလေကြတော့လေအော်သူတို့ကဟိုသူတို့မှလောက်เสียမှရှိလို့ဒီဟာကို သူတို့ရဲ့စိတ်ပန်းဖြည့်စရာတခုအနေနဲ့ပဲဝင်ပြီးတော့ပြောတယ်လို့ပဲမြင်တယ်ကျွန်တော်ကကြတော့လေအာ beauty pageant ကိုတကယ်ရှိတကယ်မျက်နှိုးပြီးတော့မှတကယ်အပိနေတဲ့လူတွေကိုလေတိတယ်အဲ့လူတွေလည်းတကယ်တိတိဝင်လှုပ်ပေးနေရလဲတွေ့တယ်ပေါ့အဲ့လူလူတွေကြတော့ပြောလို့ရှိရင်သူတို့ပြောတဲ့ဟာတွေကတကယ်ကိုတန်ဖိုးရှိတယ်ရေးလိုက်တဲ့ comment တွေကလည်းတကယ်ကိုရေးပါတယ် comment တွေပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ယူတယ်တကယ်လေးယူပြီးမှတ်ထားတယ်ပေါ့အော်ဒီလူကဒါလေးပြင်ခိုင်းပါလားဒီလိုလေးလှုပ်ခိုင်းပါလားဆိုလို့ရှိရင်အဲ့လေးဆိုတေချာလေးမှတ်ထားတယ်တေးစလေးမှတ်ထားတယ် ပြီးတော့ကျွန်တော်ဆိုလို့ရှိရင်ဟိုအရှိမာဆိုလို့ရှိရင် ကိုတီဟအောင်လားမသိဘူးကိုတီဟအောင်ဟုတ်တယ်ပေဂျန်လူရဲ့အက်ဒမင်တယောက်လေကိုတယောက်ဆိုလို့ရှိရင်အဲ့ကိုဆိုလို့ရှိရင် तू အပြုသဘောဆောင်ပြီးတော့ရန်ဝေဖန်ပြီးတော့ကျွန်တော်ပြိုင်ဝဲပြိုင်တော့လဲလို့ပဲအာ तू ဆိုလို့ရှိရင်ဘယ်လိုမျိုးလေးဖြစ်နေရပေါ့နော်ဘယ်လိုလေးဖြစ်တင်နေဘယ်လိုလောက်ရမယ်ဆိုရအောင်အရန်အဲ့လိုပြောတာဆိုတော့သူ့ကိုလည်းပြိုင်ဝဲမပြိုင်ခင်ရောပြိုင်ပြီးတဲ့အချိန်မှာလဲကျွန်တော်တကူတကသွားပြီးတော့ကိုကြီးကျေးဇူးတင်နေတော့ကျွန်တော်ဒါလေးတွေဘယ်လိုမျိုးလေးပြောပြီးတော့ဒီကလေးကျေးဇူးတင်နေကျွန်တော်အဲ့လိုမျိုးအဲ့လိုလိုမျိုး ကိုယ့်ကိုတကယ်ဟောဖြစ်တဲ့လူဆိုလို့ရှင်လည်းကျွန်တော်ပြောတယ်ကျေးဇူးတင်ဖို့လေးဝင်ပါလေအဲအဲ့လိုလဲလူမျိုးပေါ့နော်ပြိုင်ဝဲပြိုင်တော့အနောက်မှာအလှမင်းနဲ့ fans နဲ့ကကင်းကော်လို့မရဘူးလေကျွန်တော်ပြိုင်ဝဲပြိုင်တဲ့အချိန်မှာတော့ဟိုနောက်ကနေမြန်မာဆိုလို့ရှင်မြန်မာ fans တွေကအများကြီးဝိုင်းရံပြေးတာတော့ဒါတော့အလှမင်းအတွက်လည်းအားတက်သလိုကိုယ့်ရဲ့နိုင်ငံအနေနဲ့လည်းခုံအများကြီးတက်တယ်ပေါ့နော်ဆိုတော့အပီးတင်နေလို့တော့ကျွန်တော်မြင်ပါပဲဟုတ်အထူးသဖြင့်ကျွန်တော်တို့ဒီ B5 page တွေပေါ့နော်ဆိုတော့ပို့ပြီးတော့မှဟို

to stand for people and for the planet ကျွန်တော်တို့ကအခုဒီဖိလစ်ပင်းမှာ7ရက်နေ့ကနေစပြီးတော့20မတိုင်ခင်အထိ19ရက်နေ့ထိပေါ့နော် KF Beauty Camp မှာ training ဝင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီကနေ7ရက်နေ့ကိုထွက်ပါမယ်မနေ့ဆိုပြီးပေါ့နော်ဟုတ်ကဲ့ပါ အာမစ္စမြန်မာ local ပွဲတွေကနေတစဉ်အစဉ်တစိုက်ကျွန်တော်တို့ organization ကအပ်ပြလာရတဲ့လေကျေးဇူးအများကြီးတင်ပါတယ်အခုမစ္စမြန်မာ2025ခင်ခင်တိုင်းအနေနဲ့လေသူ့ရဲ့ဒီမစ္စ January စရောမြေပေါ့နော်အဲ့ဒီအချိန်မှာလေကျွန်တော်တို့ကိုအာဒီအလမေကိုအကောင်းဆုံး supporting လုပ်ပေးကြဖို့ကျွန်တော်ဒီနေ့ကနေအလုံးကိုမြစ်တာရခံကျင်ပါတယ်သူအနေနဲ့လေအခုလိုအပ်တဲ့အရာတွေကိုသူများကိုသူတေးစိတ်ပေါ့နော်100% ကြော်ပြီးတော့မှသူပြင်ဆင်နေပါလေလို့အားလုံးကိုပြောစီပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ